။အကြံမလဲပြန်ဆိုဒီနေ့အိတ်မပြောဘူးဗောနော်။အကြံကိုအဲ့လိုကြိုတာ။အရန်ရင်ခုန်စိတ်လှုပ်ရှားစရာဗောကျွန်တော်12လရာဒီလုံးမှာကျွန်တော်ချိုင်းနစ်တက်ဆုံးပွဲတော်တော့ဒါအကြံပွဲတော်ပဲဗောနော်။ဆိုတော့ကျွန်တော်တော်တော်ဒါအရင်ခုန်တယ်အခုချိန်ထိလည်းခလေးတယောက်လိုပဲအကြံဆိုအဲ့တန်ကြရတယ်အရန်ပျော်နေရပါဗျာ။ဟုတ်။ငငယ်တော့တော့ဒီလောက်တော့ fashion တွေပါမကြွေးဘူးဗောနော်။ကြုံတာနဲ့ကင်တာကိုကြည်ကြည်ပေါင်းမိရလေကင်တာပဲအငယ်တော့ခေါသောကုတ်နဲ့သေချမ်းတယ်ကျွန်တော်အသေးခေါသောကုတ်တော့အဲ့လို အားဆရာပဲဆရာပင့်ခုံမလားမောက်ခုံမလားရတယ်အကုန်ရတယ်ဖဆောင်းရတယ်ကျွန်တော်ကျန်ကားတွေပါနေလဲလဲတာပဲကိုပင်ဖြစ်ခင်အတိကျွန်ကားတွေနဲ့ရှောက်လေတော့အဲ့လိုရေခဲရေခဲရေဒီဖြစ်အရေခဲတုံးတွေဝဲကားပေါ်ရေရေတိုင်းကြီးပါတင်အားလည်းချဲ့ပြီးတော့ရေရှောက်ပတ်ကားရေရှောက်လေအဲ့လိုလဲတာပါပဲဒီနေ့ကကျွန်တော်တကြံနဲ့ပတ်သက်တဲ့ကားလေးရိုက်ခုနေရပါတော့အဲဇကားနာမည်ကအချစ်ကူးတကြံဖြစ်ပါတယ်ခင်ဗျာကျွန်တော်မဟာမှာပြသပါမယ် ဆန်ကားလေးဖြစ်တယ်ဆိုတော့ဒါတဆန်ကိုကြိုပြီးကြာနေအောင်လीတော့ပို့ပြောရပါတယ်အခုဆိုရင်လည်းအုံလန်မန်တက်လေးနဲ့ရေကစားတာတွေပါတယ်ဆိုတော့ပြောဖို့ကောင်းတယ်ပြီးတော့ဒီမှာအညီကောင်မောင်မောင်ရဲ့အများကြီးနဲ့ရိုက်ကူရတာဖြစ်တဲ့အတွက်ကြောင့်ပြောရပါတယ်ခင်ဗျာဟုတ်ဂျန်နဲ့ပတ်သက်ပြီးတော့မတ်တရတော့အများကြီးပဲအဲမမရဆိုရင်ကျွန်တော်တချံမလဲပြန်ဆိုဒီနေ့အိတ်မပြောဘူးပေါ့နော်တချံကိုအဲ့လိုကြိုတာ အရန်ရင်ခုန်စိတ်လှုပ်ရှားစရာပေါ့ကျွန်တော်12လရာဒီလုံးမှာကျွန်တော်ချိုင်းနစ်တက်ဆုံးပွဲတော်တော့ဒါတချံပွဲတော်ပဲပေါ့နော်ဆိုတော့ကျွန်တော်တော်တော်ဒါအရင်ခုန်တယ်အခုအချိန်ထိလည်းခလေးတယောက်လိုပဲတချံဆိုအတန်ကြားရတယ်အရန်ပျော်နေရပါဗျာဟုတ်ပျော်ပါရည်ဒီကစားရတယ်ပြီးတော့ကိုရာဇဝင်ကိုနဲ့လည်းတွေ့ရဖြစ်တဲ့ကြောင့်မလို့ပြောဖို့ကောင်းတယ်ပြီးတော့ကျွန်တော်ဒီကားတော့လည်းအဲ့လိုစပင်းရောင်းလေးပုံစံလေးပါချိန်ပြီးတော့အဲပြောင်းပြီးတော့ပေါ့နော်ပျော်ပျော်ရှင်လေးရိုက်ကူးနေရတာပါခင်ဗျဟုတ် ဟုတ်ကဲ့လူငယ်ပုံစံပါပဲ။ခလေးပဲရှိသေးတယ်။စပင်ကလည်းပထမတော့မချိန်လို့နေရပါတော့ဒီတိုင်းရိုက်နေမယ်ဆိုတော့အဲတချံဆိုလို့ရှိရင်လူတွေကစပင်လေးပါလေအရောင်လေးပြောင်းကြရဲဆိုတော့အဲ့ idea လေးရပြီးတော့ကျွန်တော်လည်းပြောင်းမယ်ပေါ့နော်စပင်မဆိုးရလည်းကြာပြီဆိုတာနဲ့ဟာလာချက်ချင်း idea ရပြီးတော့မနေ့ပြန်ရိုက်တော့မအောင်ဒီညချက်ချင်းဆိုးကြလိုက်တော့အဲ့လိုနည်းနည်းအဆင်ပြေသွားပါရဲ့ခင်ဗျဟုတ်ကောင်မလေးတွေကိုရေးလိုက်လောင်းတာပါတော့ ဲ့ဒါပါငွေတော့ဆိုရင်ဒါဆိုကျွန်တော်လမ်းဒိတ်ဒီမှာအုံးလက်မတ်တက်ထိုးပြီးတော့အဲ200 300လောက်ပေးပြီးတော့ရေတစ်ခါပတ်အဲ200 300ပေးရဆရာခွဆောင်းတွေလိုက်ကုန်အဲအဲ့လိုအဲ့လိုမှုလေးတော့ပြန်ခံစားရပါတယ်ခင်ဗျာ။အမေငွေတော့တော့ဒီလောက်တော့ fashion တွေပါမကြွေးဘူးပေါ့နော်။ကြုံတာနဲ့ကင်တာကြီးကြီးပေါင်းမိရင်လည်းကင်တာပဲ။ငွေတော့တော့အာအသေးခုတ်တာကြောင့်ခွဆောင်းခုတ်တယ်တေးချမ်းတယ်။ကျွန်တော်အသေးခွဆောင်းခုတ်တာအဲ့လိုအာဆရာပဲဆရာပဲပင့်ခုတ်မလားမောက်ခုတ်မလားရတယ်အကုန်ရတယ်ခွဆောင်းက။ အကိုပြန်ကုန်လည်းခံတာပဲကိုလည်းအဲ့လိုရှယ်ခုတ်တော့ခေါဆောင်အောင်ရှယ်ခုတ်အောင်ရမ်းကြိုက်တယ်အဲ့လိုအဲ့လိုရေခွက်နဲ့ပတ်တော့အားရအဲ့လိုအဲ့လိုစတိပြော့ဒီရေစနဲ့တိတ်အောင်အဲ့လိုရေခွက်ကြီးနဲ့ဟုံးရေပုံးနဲ့ဟုံးဆိုပြီးပတ်လိုက်အောင်အားရမ်းရန်ကြိုက်တာလို့ပြောတယ်။ဒီကကြံစားကတော့မလုံးကြီးပေါ်ပေါ်ပြီးရွှေရင်ကြီးတို့ဘာလို့စားဖြစ်တယ်မလုံးကြီးပေါ်ကိုယ်တိုင်လုံးဖြစ်တယ်ကိုယ်တိုင်စားဖြစ်ကျွန်တော်တို့အရင်အိမ်ကအိမ်ကကြတော့ အဲကျွန်တော်တို့အိမ်မှာအမြဲတမ်းအဲ့လိုတစ်ချမ်း၄ရက်ဆိုရင်၄ရက်ဆိုတော့တနေ့တစ်မျိုးမထအောင်ပေါ့နော်ဒါပြီးပတ်ဝန်းကျင်နေပြီးအလူလို့ဖြစ်တယ်ပေါ့နော်အိမ်ကနေပြီးလိုက်ဝေတာပေါ့အဲပြီးရင်သူများရေလာဝေလဲကျွန်တော်တို့ရက်ကွက်ထဲမှာအိုက်ဒလိရှိရဲအဲကိုရင်ကမုံလေးပေါ့လောတခြားအိမ်နေလိုက်ဝေတယ်တခြားအိမ်ကလည်းနောက်တစ်မျိုးလောလိုက်ဝေကြအဲ့လိုမုတ်တွေလဲစားကြအဲရမ်းပျော်ကောင်းတာပေါ့တချမ်းမှာဟုတ်ကျွန်တော်ကခဲတာပဲကျွန်တော်တချမ်းကားတွေပါနေလဲလဲတာပဲကိုပင်ဖြစ်ခင်အတိကျွန်တော်ကားတွေနဲ့ရှောက်လေတော့အဲ့လိုရေခဲရေခဲရေဒီဖျားရေခဲတုံးတွေဝဲ ကားပေါ်ရေတိုင်းကြီးပါတင်အဲ့ချဲ့ပြီးတော့ရေလျှောက်ပတ်ကားရေလျှောက်လေအဲ့လိုလဲတာပါပဲနှုတ်ဆက်ပါတယ်နှုတ်ဆက်တယ်နှုတ်ဆက်ကြတယ်အဲ့လိုတူတူအဲ့လိုပျော်ပျော်ပါပါဗျာဟုတ်တော့တကြံတွင်းမှာတကြံကားလေးတွေဟိုရေခင်တော့ဆိုလို့ရှိရင်ဒါလူရှင်တော်ကြီးလည်းတကြံကားလေးဖန်တီးကြတယ်လေအဲ့တော့ကပါလေကိုငင်းညံတို့ဟွာတို့လေကိုထက်ထက်တို့ကိုကောင်းကျော်တို့အဲ့လိုတကြံကားလေးနှစ်တိုင်းစောက်ကြည့်ရတယ်လေဒါတကြံနဲ့ပတ်သက်တဲ့ကားလေးတကြံနီးပြီဆိုပြကြတယ်လေအဲ့ဆိုအဲ့လိုမျိုးလေးပဲအခုဆိုလည်းကျွန်တော်တကြံကားရရတဲ့အတွက်ကြောင့်မို့လို့ ဒါကျွန်တော်ဆိုရင်ဒါပထမဆုံးရရတာလို့ပြောရမှာတကြံကားအမမတ်ရရဆိုရယ်ဆိုတော့အဲ့လိုကားလေးပြိသက်ကိုဒါတကြံဝိသက်လေးကြိုတင်ပြီးပြရမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့ဒါပြိသက်တွေကိုလည်းအားပေးစေချင်ပါတယ်ခင်ဗျာကျွန်တော်လည်းရင်ခုန်ပါတယ်ဟုတ်အဲထပ်ပြီးတော့အနည်းငယ်ပသက်ပြီးတော့အဲကျွန်တော်လုတ်ခွင့်ရသမျှအားလုံးကိုကျွန်တော်အကောင်းဆုံးဆက်ပြီးတော့လုပ်နေပါတယ်ပြီးတော့တလက်စားတဲ့မြေသာရုပ်ရှင်ကားလေးတွေတင်တော့မှာဆိုတော့အားအားလေးအားပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာဟုတ် ဟုတ်ကျေးဇူးတင်ပါတယ်ပရိသတ်တွေအားလုံးကြည့်ရှုရတဲ့အကြောင်းမလို့စကားမှာမပိုင်လဲခွင့်လို့ပြပါပြီးတော့ဒီအချစ်ကူးတဲ့ကြံလေးရလဲမကြခင်မှာကျွန်တော်ရိုက်ကူးပြီးတော့ပြသမှာပါခင်ဗျာအဲ့ကြရင်လဲအားပေးပါလို့ပြောချင်ပါတယ်တဒါ